ားလုံးပဲမင်္ဂလာပါထဲရော့ပိုင်းခြေကကြိုးဆိုပါတယ်ဒီနေ့လှုပ်ပေးမယ့်ဗီဒီယိုလေးကတော့ဒီကိုစိတ်အဆင်မပြေနေကြည်ကြည်ပေါ့နော်ဒီဟာလေးကိုကိုစိတ်တက်ကြနေရပဲဖြစ်ဖြစ်တခုခုအဲ့လိုမျိုးစိတ်ထဲမှာအဆင်မပြေနေလို့ရှင်ဒီဗီဒီယိုလေးကိုကြည်ကြည်ပေါ့နော်ဒီထဲမှာကိုအတွက်ဗာမက်ဆေ့ချ်လေးပါလဲဆိုတာပေါ့နော်အဲ့တော့ဒီထဲကပိုင်းလေးနှစ်ပိုင်းနဲ့ကကိုကြိုက်တဲ့ပိုင်းလေးတစ်ခုကိုဆက်လက်ပြီးတော့ကြည့်ရှုပေးနော်ကိုအတွက်ပဲ private reading လိုချင်လို့ရှင်ရင်ဒီ TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့မေးလာနိုင်တယ်เนาะဒီ YouTube မှာလည်း subscribe မလုပ်ရသေးရင် YouTube ကို subscribe လုပ်ပြီးတော့အဲ့မှာလည်းတခြား video လေးတွေတွားကြည့်နိုင်တယ်เนาะ Okay အဲ့ဒါဆိုလို့ရှင်ဆက်လိုက်ရအောင်ပိုင်1လေးတွေနဲ့ပိုင်1လေးတွေကဘယ်လိုဖြစ်နေတာတွေ့ရလဲဆိုတော့အခုဒီကိုယ်စိတ်ထဲမှာပေါ့เนาะအဆင်မပြေနေတာဘာဖြစ်နေလဲဆိုတော့ တခါလေကြလို့ရှင်ကိုကတယောက်တည်းဖြစ်နေရလို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးအပေါင်းအသင်းမိတ်ဆွေတိတ်မရှိဘဲနဲ့အဲ့လိုမျိုးကိုတယောက်တည်းချောင်းပိမိနေတယ်ကိုတယောက်တည်းဘာလုပ်ရမလဲမသိဘူးဆိုပြီးတော့ဖြစ်နေရယ်ပြီးရင်အဲ့လိုမျိုးကိုကတခါလေကြလို့ရှင်လဲ negative thoughts လေးတွေဝင်နေတတ်တာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးမကောင်းတဲ့အရာတွေတွေးပြီးတော့အဲ့လိုမျိုးတယောက်တည်းဆိုတော့ပေါ့ကွာအဲ့လိုမျိုးစဉ်းစားနေလေးရှိတယ်ပေါ့နော် အဲ့တော့ပိုင်ဝမ်းလေးတွေကဒီ energy ကကိုနဲ့ကြိုက်တယ်ဆိုရင်ဆက်ပြီးတော့ကြည့်ပေးနော်အဲ့လိုမျိုးပိုင်ဝမ်းလေးတွေအဆင်မပြေဖြစ်နေရဲ့သူလေးတွေပေါ့နော်တယောက်တည်းဖြစ်နေရဲ့ခံစားရတယ်တယောက်တည်းအဲ့လိုမျိုးအတွေးပေါင်းစုံတွေးနေရဲ့ပိုင်ဝမ်းလေးတွေပေါ့နော်ဒီစိတ်မပူနဲ့ခဏဆောင်လေးဒီ6လပိုင်းထဲမှာလေကို့အတွက်ဥမာဒီအလုံးမရလို့ပဲဖြစ်ဖြစ်တခုခုအဲ့လိုမျိုးအခက်ခဲကြုံနေရပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှင်ဒီ6လပိုင်းလောက်မှာ အဆင်ပြေမှောင်တွေ့ရတယ်เนาะတိလာကိုအဲ့လိုမျိုးအခုချိန်မှာကကိုတယောက်တည်းဖြစ်နေရလို့ခံစားရလို့ရှင်ဒီ6လပိုင်းလောက်မှာအများကိုဝိုင်းဝန်းပြီးတော့ချီးကျူးရတဲ့အနေထားကိုရောက်ရမယ်ကွာတိလာကိုအရင်တော့ကလှုပ်ထားတဲ့အောင်မြင်မှုတွေကတဖြည်းဖြည်းဒီချိန်မှာကိုစွခူးလို့ရလာနိုင်မယ်အဲ့လိုမျိုးပြီးရင်ဒီကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာကလည်းအခုအဆင်မပြေဘူးဆိုလို့ရှင် ဒီထက်မကပို့ပြီးတော့အဆင်ပြန်ပြေးလာမအောင် တွေ့ရတယ်ပေါ့နော်ဒီကို့ဘွားတွေကိုကို့ကိုအားပေးပေးမဲ့သူဒီယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အဲ့လိုမျိုးယောက်ျားလေး energy တော့ပို့တွေ့ရတယ်ခွာတိလားအဲ့လိုမျိုးလူတယောက်ဝင်လာလိုက်မယ်ကွာကိုယ်ကိုစိတ်အားဖြည့်ပေးမယ်သူပြီးလို့ရှင်အဲ့ကိုယ်ကိုအဲ့လိုမျိုးလမ်းပြပေးမယ် mentor တယောက်ပေါ့ကွာအဲ့လိုမျိုးလဲဝင်လာမအောင်တွေ့ရတယ်ပြီးရင်ဒီပိုင်ဝန်လေးတွေရဲ့တချို့အပေါင်းအသင်းမိတ်ဆွေတော်တော်များများကလေကိုနဲ့ အဝေးတနေရာမှာရှိနေတာမျိုးဖြစ်လိုက်မယ်တိလားကိုနဲ့နိုင်ငံခြားနေတာဘာညာအဲ့လိုမျိုးဖြစ်လိုက်မယ်ပြီးတော့ပိုင်ဝမ်းလေးတွေရေအရင်တုန်းကပေါ့နော်ကိုကဒီဖြည့်ဆို့ထားတဲ့ဆာမွေးတွေနိုင်ငံသားသွားဖို့ဒါမှမဟုတ်ရင်အလုတ်ကင်အတွက်အဲ့လိုမျိုးဘာပဲဖြစ်ဖြစ်ကိုလှုပ်ထားတဲ့အရာတွေမအောင်မြင်ခဲ့လို့ရှင်ပေါ့နော်စိတ်ဓာတ်မကျနဲ့အဲ့ဒါကကိုရဲ့အောင်မြင်ခြင်းကိုရောက်ရှိလာတော့မယ် ိုင်ငံသားသွားဖို့ကြံရွယ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီရှစ်လပိုင်းထဲမှာသွားရမှာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အခုတလောပိုင်ဝမ်းလေးတွေကအရန်အဲ့လိုမျိုးအတွေးမများနဲ့ပြီးတော့ဒီလိုမျိုးအခြေအနေဖြစ်နေတာကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်တခြားလူတွေလည်းအဲ့လိုမျိုးရှိနေတာရှိတာပဲပေါ့ကွာအဲ့တော့ကိုယ့်အနေကိုဆက်လက်ပြီးတော့ကိုလုံးစရာရှိတာကိုလုံးအဲ့လိုမျိုးဖြည်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 းချင်းနဲ့ကိုယ့်ရဲ့ပန်းလိုင်အောင်ရောက်သွားမှာပဲကွာတိလားအဲ့လိုမျိုးဗုဒ္ဓဘာသာဆိုလို့ရှင်ဖရာတရားကိုပို့လို့ပြီးလို့ရှင် အဲအဲ့လိုကောင်းမှုကုသိုလ်လေးတွေလုပ်ပြီးအဲ့လိုမျိုးကြောင်လေးတွေခွေးလေးတွေအစာကျွေးတာပဲဖြစ်ဖြစ်ပေါ့ကွာသိရမလားဘာမှအဲ့လိုမျိုးစိတ်သက်ကြနေစရာမလိုဘူးပေါ့နော်အဲ့တော့ဒီပိုင်း1လေးတွေအတွက်ကလေအဲ့လိုမျိုးအဝေးရလူတွေကကိုယ်ပို့ပြီးတော့ကောင်းတယ်နော်ကို့အနီးမှာရှိနေတဲ့သူတွေထက်လေအဝေးရလူကပို့ပြီးတော့အားကိုးလို့ရတာကိုတွေ့တယ်။ပြင်ဒီပိုင်ဝမ်းလေးတွေမှာတချို့ကတိရစ္ဆာန်ချက်တတ်တဲ့သူလေးတွေလည်းပါလိုက်မယ်နော်။ပြင်ကို့ကိုလည်းအဲ့လိုမျိုး ကိုမိဘရှိရဆိုလို့ရှင်လဲဖခင်ကကိုဘာဖြစ်ချင်တာဖြစ်ဖြစ်အဲ့လိုမျိုးအမြဲမမမမတ်နဲ့ကိုဘီမှာယက်တီပေးနေတာမျိုးလဲရှိရပေါ့နော်အဲ့တော့ပိုင်ဝမ်းလေးတွေအားမငယ်ပါနဲ့ကိုလုံးစရာရှိတာကိုဆက်လို့ကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုဒီအလုတ်ကင်နဲ့အဆင်မပြေဘူးဆိုလို့ရှင်လဲဒီဖြည်းဖြည်းချင်း6လပိုင်းလောက်ထဲမှာအလုတ်ကင်ကြီးရနေတာကိုတွေ့ရတယ်နော်ဒီအလုတ်ကြောင့်လဲကိုကနိုင်ငံခြားကိုသွားရတာမျိုးလဲတွေ့ရတယ်နော်ပိုင်ဝမ်းလေးတွေဘဝတစ်ခုကို အဘဝအတိတ်တစ်ခုကိုစတင်ရမှာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝန်လေးတွေစိတ်ဓာတ်မကြပါနဲ့လှုပ်ရှားရှိတာကိုဆက်လက်ပြီးတော့လှုပ်ပါဒီအနာဂတ်မှာကောင်းတဲ့ကံကောင်းခြင်းတွေဝင်လာမှာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝန်လေးတွေကိုးတွက်ပဲ private reading လိုချင်လို့ရှင်ရင်ဒီ TikTok ဒါမှမဟုတ် Messenger အမြင်လာပြီးတော့မေးလာနိုင်တယ်နော် YouTube ကို subscribe မလုပ်ရသေးရင်လည်းအ YouTube မှာတခြား video လေးတွေတွားပြီးတော့ကြည့်လို့ရတယ်နော်အဲ့တော့ပိုင်ဝန်လေးတွေကံကောင်းပါစေ ဖိုင်ထူးလေးတွေမင်္ဂလာပါထဲရော့ပိုင်းချီကကြိုးဆိုပါရယ်ဒီဗီဒီယိုလေးကကိုစိတ်အဆင်မပြေလို့ရှင်ကြည်ကြည်ပေါ့နော်အဲ့ဒါလေးကိုလှုပ်ထားပေးတာဖြစ်တယ်ကိုစိတ်တကြနေရဖြစ်ဖြစ်ဘာအကြောင်းရာကိုစိတ်ညစ်နေရလဲဆိုတော့ပေါ့နော်ဒီဖိုင်ထူးလေးတွေကိုကြည့်ရမယ်ဆိုလို့ရှင် တချို့ကလေအဲ့လိုမျိုးတရားရုံးနဲ့ပတ်သက်ပြီးတော့ဆာရွက်ဆာရန်ကိစ္စတွေဒီအမှုကင်းကိစ္စတွေနည်းနည်းပပရင်ဆိုင်နေရတာမျိုးရှိတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လေဒီပိုင်တူးလေးတွေမှာနိုင်ငံသားသွားချင်တဲ့လူပါတယ်ဆိုလို့ရှင်ဒီနိုင်ငံသားဗီဇာကိစ္စနဲ့ပတ်သက်ပြီးတော့အရင်တစ်ခေါက်ကအဲ့လိုမျိုးကြာထားတာမျိုးရှိလိုက်မယ်ပေါ့နော်တစ်ခေါက်ထပ်ပို့ပြီးတော့ reject ခံထားရတာမျိုးတွေ့ရပေါ့နော်နှစ်ခါလောက် reject ခံထားပြီးပြီးအဲ့လိုမျိုးဖြစ်နေအောင်တွေးရတယ်အဲ့အတွက်ကြောင့်မလို့ဖိုင်ထူးလေးတွေက ကိုဖြစ်ချင်တဲ့အိမ်မက်ကပြီးဆုံးသွားပြီလားပေါ့သိရမလားဟိုဒီထက်ပို့ပြီးတော့ဟိုကံကောင်းခြင်းနေကိုဘွားထဲမှာရောက်မလာတော့ဘူးပေါ့ရောက်မလာတော့ဘူးလားပေါ့เนาะအဲ့လိုမျိုးဖြစ်ပြီးတော့ဒီ universe ကိုလည်းမယုံကြည်တာပါညာအဲ့လိုမျိုးလေးတွေနည်းနည်းပါးပါရှိတတ်တယ်ပေါ့เนาะဒီ fight to လေးတွေထဲမှာတစ်ခါလေကြာလို့ရှိရင် fight to လေးတွေကဘာကိုစိတ်ညစ်လဲဆိုတော့ အဲအိမ်မှာဆိုလို့ရှင်လဲပေါ့နော်ကိုရဲ့မိဘကဒီတခြားမောင်နှမရင်ထက်စားလို့ရှင်ကိုကိုဆက်ဆံတာမမျှတာဘူးသိရမလားအဲအဲ့လိုမျိုး तू ွားကြတော့ဟိုဟာရတယ်ကိုွားကြတော့ဒီဟာမရဘူးအဲ့လိုမျိုးပုံစံလေးနေနည်းနည်းပါပိုင်ထူးလေးတွေကစိတ်ညစ်နေတာမျိုးတွေ့ရတယ်ပေါ့နော် ကိုယ်အတွက်မမျှတာဘူးအဲ့လိုမျိုးလူမှုဆက်ဆံရေးမှာဆိုလို့ရှင်လေတရားမျှတမှုတိတ်မရှိဘူးပေါ့နော်သိရမလားအရန်အထက်စီးဆန်းတာမျိုးပါညာအဲ့လိုမျိုးလေးတွေခံစားနေရတဲ့ဖိုင်ထူးလေးတွေရှိတယ်ဆိုလို့ရှင်ပေါ့နော်အာဖိုင်ထူးလေးတွေဒီဟာကလေကိုကြုံရမယ့်အရာမလို့ပေါ့နော်သိလားဒီအဲ့လိုမျိုးကိုယ်အတွက်နေတဲ့တက်တက်ပြန်စားဖို့ကဖြစ်လာလိုက်နေပေါ့နော် အဲ့တော့ကိုကဒီပိုက်ထိုးလေးတွေကအခုလက်တော်မှာအဲ့လိုမျိုးအဆင်မပြေနေတာလေးတွေရှိတယ်ဆိုလို့ရှင်ပေါ့နော်ဒီဖះကိုတောက်တော်ကြီးဂျန်လေးမြမြကတ်ပြီးပေါ့နော်ဒီလားမနှက်တစ်ခါညတစ်ခါတောက်တော်ကြီးဂျန်လေးကတ်ပြီးပြီးတော့ဒီခုနှစ်ရက်သားသမီးလေးကိုမြေတားပို့ပြီးပေါ့နော် ပြီးရင်ဒီထဲမှာပိုက်ထိုးလေးတွေကလေးအဲ့လိုမျိုးဟိုဘာကြောင့်စိတ်ညစ်ရလဲဆိုလို့ရှင် နောက်တစ်ခါကသူများရဲ့အမြင်ကိုကိုကအယံခယူးဆိုင်တာလဲပါတယ်တိလာကိုကိုအဲ့လိုမျိုးသူများတွေကဘလို့ပြောမှလဲဝေဖန်မှလားအဲအဲ့လိုမျို ဒီဟာလုံးလို့ရှင်ရောတို့ကကြိုက်ပါမလားအဲ့လိုနည်းနည်း people pleaser ထဲမှာပါတယ်ပေါ့ကွာဒီလားသူများကိုလည်းကိုကအဲ့လိုမျိုး no ပြောရမှာဟိုကြောက်တယ်ကွာအဲ့တော့ကိုကကိုမလုပ်ပေးနိုင်ရင်တော့မကိုရအောင်စူးစမ်းပြီးတော့လုပ်ပေးရဲ့အဲ့လိုမျိုးပုံစံအောင်တွေးရတယ်ပေါ့နော်အဲ့တော့ဒီထဲမှာ file tool လေးတွေကပေါ့နော်အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှင်ရယ်အဲဖះတရားလေးတွေများများလှုပ်ပြီးပေါ့နော်အဲ့လိုမျိုးဒီဖះအကြောင်းလေးတွေတွားတာပဲဖြစ်ဖြစ် အဲ့လိုမျိုးလေးကိုဆူတောင်းထားတဲ့နမိတ်ကလေးတွေတော့ပြေးွာလာဖို့တော့ရှိတာကိုတွေ့တယ်ပေါ့နော်ဒီထဲမှာဖိုက်ထူးလေးတွေထဲမှာပြီးရင်ဒီဒါပေမဲ့လေဒီထဲမှာဖိုက်ထူးလေးတွေကဘလောက်ပဲ ကိုစိတ်ညစ်ပါစေပေါ့နော်ကို့ဘေးနားမှာလေအဲ့လိုမျိုးအဝေးကလူတယောက်ပဲဖြစ်ဖို့များတယ်တိလာကိုဘာဖြစ်ဖြစ်ပေါ့နော် ကိုကိုနားလဲပေးမဲ့သူအဲ့လိုမျိုးလူတယောက်တော့ကို့ဘွားထဲမှာရှိရဲကွာတိလားဒီဖိုက်ထူးလေးတွေမှာ relationship ရှိရဲသူဆိုလို့ရှင်ပေါ့နော်ကိုအဲ့လိုမျိုးနားလဲပေးတာအဲ့လိုမျိုးလူတယောက်ရှိလို့ပေါ့နော်သူကအဲ့လိုမျိုးအာဒီဘယ်လိုပြောမလဲဒီရေချောင်းနဲ့ပတ်သက်ပြီးတော့အလုံးလောက်တာကွာအဲ့လိုမျိုးလူတယောက်ဖြစ်ဖို့များလိုက်မယ်တိလားကိုကိုနားလဲပေးတယ်ကိုအဲ့လိုမျိုး ချစ်ခင်ပေးတယ်အဲ့လိုမျိုးပုံစံလေးတော့ရှိနေတာမျိုးတွေ့ရပေါ့နော်အဲ့တော့ကြောင့်မလို့ဖိုက်ထူးလေးတွေကနည်းနည်းလေးခံတာတယ်ပြီးရင်ဒီလူနဲ့ပတ်သက်ပြီးတော့လည်းဒီအဆင့်ကလည်းတိုးတက်လာနိုင်နေပေါ့နော်ဖိုက်ထူးလေးတွေကဒီကိုရည်စားဒီရေချောင်းနဲ့ပတ်သက်ပြီးတော့လုံနေတာမဟုတ်အောင်မှရည်စားရှိရလို့ဆိုလို့ရှိရင်ဒီနည်းနည်းသူနဲ့အဆင့်လေးတွေပိုတက်လာတာမျိုးတွေကြုံဝါလာနိုင်နေပေါ့နော်အဲ့ဒါကလည်းဒီ မိုးရသည်ကုံလောင်းမှာဖြစ်မယ်เนาะဒီလားဒီကြားထဲမှာတော့နည်းနည်းအဲ့လိုမျိုးကတောက်ကတောက်လေးရှိမယ်ပေါ့เนาะအဲ့တော့ phi 2လေးတွေထဲမှာလေစိတ်ညစ်နေရဲ့ phi 2လေးတွေပါတယ်ဆိုရင်ပေါ့เนาะအဲအဲ့လိုမျိုးကိုလှုပ်เสียရှိရဲ့ဟာကိုပဲဆက်လက်ပြီးတော့လှုပ်กว่าဒီလားသူများရဲ့အမြင်တွေကိုတိတ်ပြီးတော့ဂယုမဆိုင်နဲ့ကိုလှုပ်เสียရှိတာကိုကိုလှုပ်ကိုရဲ့အိမ်မက်တီကိုကိုအကောင်ဖို့ကိုကဘာလို့စိတ်ဝင်စားရလဲဥမာတန်တန်းနေတက်ချင်တယ်မလားတက်လိုက် အမှကြောင်လေးတွေချစ်တတ်တဲ့သူပါတယ်ဆိုလို့ရှင်အဲအဲ့လိုမျိုးကြောင်မွေးပေါ့နော်ကိုမွေးနိုင်တယ်တကယ်ဆောင်းရှောင်းနိုင်တယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးစိတ်ဆန်လေးနဲ့အချိန်ပေးဒါမှမဟုတ်ရင်ပန်းချန်ထဲမှာအဲ့လိုမျိုးစပိန်လေးတွေတွားစီးတာပဲဖြစ်ဖြစ်ဒီအနီးနားတဝိုက်ခရီးလေးသွားလိုက်တာပဲဖြစ်ဖြစ်ကိုယ်စိတ်လေးတဖန်ပြန်လန်းသွားအောင်ပိုင်ထူးလေးတွေအဲ့လိုလုံးလို့ရရပေါ့နော်။ပြီးရင်ဒီပိုင်ထူးလေးတွေလေး အာထီလေးထိုးပေးပါတော့ထီကန်လေးတွေကောင်းနေတတ်တယ်ပြီးတော့ဒီနှစ်ထဲမှာပိုက်တူးလေးတွေမမြင်ရတဲ့နေရာမှာပတ်စံတွေဝင်လာနိုင်တာမျိုးကိုတွေ့ရတယ်ပေါ့နော်ကို့တော့ဒီနေသက်တပံပြန်ပြီးတော့မနှက်ပြန်လာရနေသက်ပဲကွာဒီလားအဲ့တော့ပိုက်တူးလေးတွေက စိတ်ဓာတ်ကျနေရလူတွေပါတယ်ဆိုလို့ရှိရင်လည်းစိတ်ဓာတ်မကျပါနဲ့ပေါ့နော်ပြောချင်တာကိုလှုပ်ရှားရှိတာလေးကိုပဲကိုဆက်လက်ပြီးတော့လှုပ်ကင်သွားကို့တော့အဲ့လိုမျိုးကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာလိုက်မယ် အဲ့လိုမျိုးပုံစံအောင်တွေးရတယ်ဒီထဲမှာအဲကိုစုတစုတောင်းထားရတယ်ပေါ့နော်တနေရာမှာစုပန်ထားတယ်ဆိုလို့ရှိရင်လည်းအိတ်စုကမကြခင်ပြေဝမှန်ဒီဆယ်လာပိုင်းလောက်မှာပြေဝမှာကိုတွေ့ရတယ်เนาะဒါမြန်မယ်ဆိုလို့ရှိရင်လည်းတချို့လူတွေအတွက်၃လအတွင်းမှာပေါ့เนาะကိုတနေရာမှာတွားပြီးတော့စုပန်ထားတယ်ဆိုလို့ရှိရင်၃လအတွင်းမှာပြေဝမှာကိုတွေ့ရတယ်တချို့ဒီနိုင်ငံသားကိုအဝေးသွားခြင်းတဲ့လူတွေဆိုလို့ရှိရင် ဒီ9လပိုင်း10လပိုင်းလောက်မှာတိုးရတာကိုတွေ့ရတယ်။ပြီးအဝေးရလူတွေနဲ့လည်းကိုပြန်ဆုံတွေ့ရတတ်တယ်ပေါ့နော်။ဒီတငယ်ချင်းကောင်းနေမိကောင်းဆွေကောင်းနေနဲ့ပြန်ဆုံတွေ့ရတတ်တယ်။အဲ့တော့ဘိုက်ထူးလေးတွေစိတ်တက်မကြဘဲနဲ့ကိုလို့ဆရာရှိတာကိုဆက်လက်ပြီးတော့လုပ်ပါပေါ့နော်။အဲ့တော့ဘိုက်ထူးလေးတွေကိုအတွက်ပဲ private reading လိုချင်လို့ရှိရင်ဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ်။ YouTube ကိုလည်း subscribe မလုပ်ရသင် YouTube ကို subscribe လုပ်ပြီးတော့အဲ့မှာ video လေးတွေတွားကြည့်နိုင်တယ်เนาะအဲ့တော့ဖိုင်ထူးလေးတွေကံကောင်းပါစေ